ဘာလို့သင်္ကန်းလူတိုင်းရတဲ့အကျိုး9မျိုးကတော့၁ယခုဘဝကစပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စัจ जा ဖြစ်လျာဘဝတိုင်းမှာမိမိကိုယ်ကိုစင်မြန်းရန်ဝတ်ထဲအတွက်ဆိုရင်တော့ကမဖြစ်စီရခြင်း၂ယခုဘဝကစနိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စัจ जा ဖြစ်လျာဘဝတိုင်းမှာမိမိရဲ့ခန္ဓာကိုယ်မှအသားရေတို့ဟာရွှေရောင်လိုဝင်းဝါတောက်ပနေရခြင်း၃ယခုဘဝကစနိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စัจ जा ဖြစ်လျာဘဝတိုင်းမှာ မိမိခန္ဓာကိုယ်မှနှစ်လိုဝဲအယောင်ထွက်ပေါ်လာခြင်း၄။ယခုဘဝကစနိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စကြဖြစ်လျာဘဝတိုင်းမှာမိမိခန္ဓာကိုယ်အသားရည်တို့ဟာနုညံ့ချောမွေ့နေခြင်း၅။ယခုဘဝကစပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်မပြုခင် ကာလဆက်ကြမှာဖြစ်လျာဘဝတိုင်းမှာမိမိခန္ဓာကိုယ်မှာမှဲ့ကြောက်တင်းတဲ့ဝဋ်ချံစတဲ့အညစ်အကြေးတို့ရှိခြင်း။နံပါတ်6ယခုဘဝကစပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်ဆက်ကြ ခေတ်လေးရာဘွားတိုင်းမှာခေတ်ကာလလျောက်ပေါ်လာသည့်ဝိထွေကိုမိမိတို့စိတ်ထဲကနေတောင်းတလိုက်ုံဖြင့်အလွယ်တကူရရှိ၍ဝတ်ဆင်နိုင်ရခြင်းခွန်နောင်ပွင့်တော်မူကြမည်ဘုရားရှင်တို့နှင့်ကံကောင်းထောက်မှာစာကြုံတွေ့ရသည့်အခါမှာတို့ဘုရားရှင်တို့ဟာအာဇုသင်္ကန်းလူရန်ခဲ့ဘူးတဲ့ကုသိုလ်ရှင်ဟာအေဟိဘိက္ခုလာလောယဟန်လို့ခေါ်လိုက်ုံဖြင့် ခေါင်းကစပင်ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဝတ်အစားစသည့်လူအုံဆောင်ပစ္စည်းများပြောက်ွယ်ပြီးတော့ 1500ကီလေတာကုန်ကန်းကရဟနာစစ်စစ်ဧကံဖြစ်ရခြင်းဟူသောကောင်းကျိုး9မျိုးကိုဘွားဆိုသင်ငန်းဖက်လူသောအလှရှင်များရရှိနိုင်ပါသည်။အဲ့ဒီ9မျိုးမှာတစ်ကနေ6ထိရတော့လောကီအကျိုးမေဖြစ်ပါတယ်။နံပါတ်9ကတော့လောကုတ္တရာကောင်းကျိုးဖြစ်ပါတယ်။